အားလုံးမင်္ဂလာပါမြန်ခရစ်တိုရရှိတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။မြန်မာမှာခရစ်တိုနဲ့ဘယ်တော့ရှင်းလို့ရမလဲတဲ့နဲ့အတူစင်ရဖေဖေမဖြစ်ခင်ဘေးကွန်ထုတ်ရောင်းသွားတဲ့ချမ်းသာဖေဖေတဲ့ရင်ကိုတင်ဆက်ပေးသွားကြပါမယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ပထမတစ်ပုတ်အနေနဲ့မြန်မာမှာ crypto နဲ့ bearer ရှင်းလို့ရမလဲတဲ့တင်းကိုတက်ဆက်ပေးကြပါမယ်။နေ့စဉ်ငွေပေးချေမှုတွေမှာ crypto နဲ့ပေးလို့ရနိုင်ဖို့ဆိုတာက crypto bro တွေတော်တော်များများရဲ့အိမ်မက်ပါ။ဘဲကွာရင်တော့ ethereum တို့လိုမျိုးဈေးအတက်အကျများတဲ့ crypto currency တွေမဟုတ်ရင်တောင် USDT နဲ့ငွေပေးချေလို့ရနိုင်ပြီဆိုအတော်လေးကိုအဆင်ပြေသွားမှာပါ။ဒီလိုမျိုးငွေပေးချေလို့ရလာနိုင်မယ်ဆိုရင်ပြည်ရင်းမှာတင်မဟုတ်ပဲပြည်ပအထည်ကိုပါငွေလွှဲလို့ရနိုင်မှာဖြစ်ပြီးတမယိုးကြဘန်စနစ်အပေါ်မိကိုနေရမှုကိုအတော်လေး short ချလာနိုင်မှာပါ။ ဥပမာတစ်ခုအနေနဲ့ဘရာဇီးရဲ့ pay system နဲ့ခုခွင့်ပေးရရဲ့ပူပေါင်းမှုကိုကြည့်လို့ရပါတယ်။ဘရာဇီးနိုင်ငံအတွက်မှာငွေပေးခြင်းမှုတွေအတော်များများစီစဉ်ရာ platform ဖြစ်တဲ့ Base ကခုခွင့်နဲ့ပူပေါင်းပြီးတော့ငွေပေးခြင်းမှုတွေမှာ crypto နဲ့ပါပေးလို့ရနိုင်အောင်ဖန်တီးလိုက်ပါပြီ။ Base နဲ့ငွေလက်ခံတဲ့ site တိုင်းမှာ cryptocurrency တွေနဲ့ငွေပေးခြင်းလို့ရနိုင်မှာဖြစ်ပြီး crypto နဲ့ရှင်းဖို့အတွက် QR scan တစ်ချက်ဖတ်လိုက်ရုံပါပဲ။ဒီပူပေါင်းမှုကနှုန်းနှစ်ပတ်အတွက်အတော်လေးကိုအဆင်ပြေသွားတာပါ။ ခရစ်ပတိုသုံးစွဲသူအတော်လေးများလာနေတဲ့ဘရာဇီးနိုင်ငံမှာခရစ်ပတိုကိုနေရာတကာသုံးလို့ရသွားနိုင်မှာဖြစ်တဲ့အတွက်ခရစ်ပတိုသုံးသူတွေလည်းတိုးလာမှာဖြစ်တယ်လို့ခုခွာအနေနဲ့လည်းတောင်အမေရိကရဲ့အကြီးဆုံးခရစ်ပတိုဈေးကွက်ကြီးတစ်ခုကိုအပိုင်ချုပ်လိုက်နိုင်တာဖြစ်ပါတယ်။လောလောဆယ်မှာဘရာဇီးနိုင်ငံသားပေါင်း26မီလီယံက digital assets တွေကိုအသုံးပြုနေပြီဖြစ်တာကြောင့်အခုပူပေါင်းမှုအပြီးမှာထပ်တိုးလာနိုင်မှုမျှော်မှန်းထားတယ်လို့ကုန်လန်းရေလန်းကုန်သွယ်ရေးလမ်းကြောင်းတွေမှာလည်းခရစ်ပတိုကိုကြကြပြန့်ပြန့်သုံးလာနိုင်ပါတယ်။ ဘရာဇီးလိုမျိုးပဲနိုင်ငံတော်တော်များများက cashless နှစ်ကိုသွားနိုင်ဖို့ကြိုးစားနေကြတာကိုတွေ့ရပြီးဒီထဲမှာတော့မြန်မာနိုင်ငံမပါနေပါဘူးအထူးသဖြင့်ခွေးတက်ချေလေခြင်းတို့ချေလေလို့ရနေတဲ့ဘန်စနစ်ကိုမယုံကြည်ကြတာက cashless နှစ်သွားနိုင်ဖို့အတွက်အဟံအတားကြီးတစ်ခုဖြစ်နေတာပါဘန်တွေဒါမှမဟုတ်ငွေအပ်ထားပြီးတော့လဲပတ်လို့ရတဲ့ mobile payment စနစ်တွေကိုမယုံမယဲနဲ့သုံးနေကြရတာဖြစ်ပြီးလက်ထဲမှာငွေသားကင်ထားတာကစိတ်ချရတယ်ဆိုတဲ့အသည့်က မြန်မာတွေရဲ့စိတ်ထဲမှာတံမိုရိုက်ထားတယ်လို့ဆွဲနေပါပြီ။ဒါပေမဲ့ဒေါ်လာရေးပြီးသွားရင်တော့ SDB က cashless စနစ်ကိုပေါ်ဆောင်ရမှာအခရာကျလာပါလိမ့်မယ်။ဒေါ်လာရေးအလွန်ကာလမှာ SDB အနေနဲ့မြန်မာနိုင်ငံရဲ့ငွေပေးချေမှုကွန်ရက်ကိုလွှမ်းခြုံလာနိုင်ပြီးဒီလိုလွှမ်းခြုံနိုင်တဲ့အခါမှာလည်းလမ်းထိပ်မဝင်ကားဆိုင်ကနေနိုင်ငံကိုဝယ်တာအထိငွေပေးချေမှုတွေကိုနိုင်ငံပေါင်းစုံကငွေကြေးတွေနဲ့ရော cryptocurrency တွေနဲ့ပါပေးချေနိုင်မှာဖြစ်လို့တိုးတက်မှုနှုန်းအတော်လေးမြန်ဆန်လာနိုင်မယ်လို့ခန့်မှန်းနိုင်ပါတယ်။ တကယ်ချင်းတွေကိုရောက်ဖို့ဆိုတာကလည်းတော်လိုင်းရေးပြဖို့လိုအပ်တယ်လို့တော်လိုင်းရေးမပြီးမချင်းတော့ကုန်းငွေကိုတုံးတာကြီးလန်းစာစားနေရတယ်လို့ဖြစ်နေအောင်ပါပါဒါကြောင့်တော်လိုင်းရေးပြဖို့အတွက်တက်နိုင်သမျှဆက်လက်ပါဝင်ပေးနေကြဖို့လည်းအရေးကြီးတာကိုမမေ့သင့်ပါဘူးခင်ဗျာဆက်လက်ပြီးတော့ဆင်းရဲဖေဖေမဖြစ်ခင်ဘစ်ကွိုင်းထောက်ရောင်းသွားတဲ့စမ်းတာဖေဖေရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် စင်ရဲ့ဖေဖေချမ်းသာဖေဖေဆိုတဲ့စာအုပ်ကိုမဖတ်ဘူးကြရင်တောင်ကြားဘူးကြမှာပါအထူးသဖြင့်လူငယ်အရွယ်ကနေစလို့လူလက်ပိုင်းအရွယ်တွေကြားမှာနာမည်ကြီးတယ်လို့မြန်မာမှာတော့ဆရာညီသက်ဘာသာပြန်ထားတဲ့စာအုပ်ဖြစ်ပါတယ် The Rich Dad Poor Dad စာအုပ်ကိုမူရင်းရေးသားသူ Robert Kiyosaki ကဘေးကွန်းအားပေးသူတရားဖြစ်တယ်လို့ဘေးကွန်းနေဝယ်ထားကြောင်းလည်းတရားဝင်ထုတ်ပြောဘူးပါတယ်ဒါပေမဲ့အခုတော့သူပိုင်ဆိုင်တဲ့ဘေးကွန်းတွေကိုထုတ်ရောင်းလိုက်ပြီးဖြစ်ကြောင်းဆိုလာပါတယ်ဘေးကွန်းတွေကိုဒေါ်လာ6000ဈေးလောက်မှာကတည်းကဝယ်ထားခဲ့တာဖြစ်ပြီး အခုထုတ်ရောင်းချိန်မှာတော့ဒေါ်လာ6000ဈေးနဲ့ထုတ်ရောင်းခဲ့တာဖြစ်လို့အမြတ်အစွန်းအတော်လေးကိုများခဲ့ပါတယ်ထုတ်ရောင်းချိန်မှာဒေါ်လာ2.25မီလီယံရခဲ့ပြီးဒင်းငွေတွေကိုသူပိုင်ဆိုင်တဲ့ခွဲစိတ်ခန်းနှစ်ခုနဲ့ဘယ်ဘောလုပ်ငန်းတစ်ခုမှရင်းနှီးမြှောင်နှံသွားမှာဖြစ်ကြောင်းဆိုထားပါတယ်အခုလိုဒေါ်လာ6000ဈေးမှာရှိသမျှဘစ်ကွိုင်းတွေထုတ်ရောင်းလိုက်ပေမဲ့သူ့အနေနဲ့ဘစ်ကွိုင်းကိုဈေးတက်မယ်လို့ထင်နေစေဖြစ်ကြောင်းနဲ့နောက်ပိုင်းမှာလည်းဘစ်ကွိုင်းထက်ဝယ်သွားမှာဖြစ်ကြောင်းဆိုထားပါသေးတယ် တကယ်တော့ခီယိုဆာကီကဘေးကွိုင်းစီခံမှန်းချက်တစ်ခုကိုနော်ဘမာလာ6ရက်နေ့ကမှလောလောလတ်လတ်ထုတ်ထားခဲ့သေးတာပါ၂026ခုနှစ်မှာဘေးကွိုင်းစီကဒေါ်လာ2သိန်းခွဲအထိနဲ့ရွှေဈေးကတော့ဒေါ်လာ2,800လောက်အထိရောက်နိုင်မယ်လို့ခန့်မှန်းထားခဲ့ပေမဲ့ဈေးအကျမှာတော့တမာတိမခိုင်နိုင်ပဲထုတ်ရောင်းခဲ့ပုံရပါတယ်။ဒါပေမဲ့ခီယိုဆာကီအနေနဲ့ဒီကရရတဲ့အကျိုးအမြတ်တစ်ခုကိုအပိုင်ယူထားလိုက်ပြီးတော့တစ်ဖက်မှာလုပ်ငန်းထဲပြန်ရင်းနှီးမြှုပ်နှံမယ်။ ီလုပ်ငန်းတွေကနေရလာတဲ့အမြတ်အစွန်းထဲမှာဘဲခွိုင်းတွေကိုဒီစီလှုပ်သွားမဲ့ပုံစံမျိုးဖြစ်တာကြောင့်သူ့အတွက်တော့အကျိုးအမြတ်ရှိစေတယ်လို့သူလက်ကင်ထားတဲ့ငွေကိုကို့အတွက်အလုံးလုံးခိုင်းခြင်းဒသနာကိုလက်တွေ့ကြကြအသုံးချပြလိုက်တာလို့လည်းဆိုနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုအရရှိတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝင်လို့ဖို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လုပ်တဲ့မှာ fee discount ပြင်ရမယ်အခုကောကောအသုံးပြုပြီးတော့ account ဖွင့်နေပါတယ် နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ